ကတ္တဗဗျာမြတ်စွာဘုရားရဲ့လက်ထက်မှာဂေါတမဘုရားအလောင်းဟာဇောတိပါဠိဆိုတဲ့ပုံနာဖြစ်တယ်။ညမဘီကပုံနာလို့ခေါ်တာဗြဟ္မဏ။အဲ့ဒီဗြဟ္မဏေဟာပညာတတ်တွေဆိုတော့သူတို့ကိုသူတို့သိအထင်ကြီးတယ်မမနာသိချီဘယ်သူမှဥညွတ်ခြင်းလေးစားခြင်းမရှိဘူးမာနသိလွှမ်းမိုးတယ် သို့သောသူ့မှာအမတန်ယဉ်နီးတဲ့တငယ်ချင်းတယောက်ရှိတယ်အဲ့ဒီလူကအိုးလုံငန်းနဲ့လှုပ်ရှားတာဂတိကာရဆိုတဲ့အိုးရင်းတဲ့ကြီးအဲ့ဒီဂတိကာရဆိုတဲ့အိုးရင်းတဲ့ကသဗ္ဗမြတ်စွာဘုရားနဲ့အလွန်ကိုယဉ်နီးတဲ့မိတ်ဆွေကြီးကသဗ္ဗမြတ်စွာဘုရားနဲ့ဘလောက်ယဉ်နီးတယ်လဲလို့ဆိုလို့ရှိရင်နော်ယဉ်နီးဖို့ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီဂတိကာရဩရင်းတဲ့ကြီးကသူ့အိမ်မှာထမင်းရင်းနဲ့ချက်ထား ချက်ပြီးသူမလုပ်တော့ဆိုရင်ဒီချစ်စာတွေအိုးလို့ဖို့ရန်အတွက်အစင်းနှင်းဖြစ်နေတဲ့ဒီကောင်တွေကချစ်ပြီးတော့ထုတ်လိုက်တဲ့ဒီချစ်စာတွေမစုံလုံးတွဲနေကနေပြီးတော့မြေကြီးတွေကိုလိုက်ရှာပြီးတော့ယူစုဆောင်ပြီးတော့အိုးလို့တယ်အိုးဖုတ်တယ်အဲ့ဒီအိုးလေးတွေကိုချထားတယ်လိုချင်တဲ့လူကလာယူဆန်လေးပဲကလေးတွေပေးသွားတယ်အဲ့ဒီရတဲ့ဆန်လေးပဲလေးတွေနဲ့ မျက်စိနှစ်ကွင်းအလင်းမရတဲ့မိဘနှစ်ပါးကိုပြုစုနေတာသူကိုယ်တိုင်ကအနာဂံကြီးတဲ့နော်သူကိုယ်တိုင်ကအနာဂံကြီးကသဗ္ဗမြတ်စွာဘုရားနဲ့အလွန်ရင်းနှီးတာတနေ့ကျတော့ကသဗ္ဗမြတ်စွာဘုရားကကြွလာအိမ်ကြွလာတယ်အိမ်ကြွလာတဲ့အခါကျတော့ဂရိကရာဩရိနေကြီးကရေသွားပြီးတော့တူးနေတဲ့အချိန်ရှားနေတဲ့အချိန်အိမ်မှာဘယ်သူရှိတော့ဆိုရမမြင်အမေနဲ့အဖေကိုဒီနေ့ရောက်ပဲရှိတယ် ်ဘုရားကရောက်လာပြီးတော့သူ့ကိုခေါ်တယ်ဟေးဒီအိမ်ကဘက်ကဝဆိုတာဘယ်သွားလဲသူအနှဲနာမည်နဲ့ခေါ်တာဘက်ကဝလို့ခေါ်တယ်ဘက်ကဝဘယ်သွားလဲလို့ဆိုတော့မိဥဖအိုတွေကအရှင်ဘုရားတကားမရှိဘူးဗျာရေးသွားပြီးတော့ယူနေတယ်အဲ့တော့အရှင်ဘုရားအတွက်စွန့်နေဟင်းနေထားခဲ့တယ်အရှင်ဘုရားဘာသာထည့်ပြီးတော့ယူသွားပါဆို ကသမဗျာကအဲ့ဒီမှာအိမ်မော်တက်ပြီးတော့အိုးခွက်တွေလှန်လောပြီးတပိတ်ထဲထည့်ပြီးတော့ရှိတယ်လေအကုန်ဖုံးပေးသွားတယ်။ဟုတ်ကဲ့လား။ဂတိကာရသုတ်တံမှာကြည့်။အဲ့ဒီမှာဂတိကာရဆိုတဲ့လူကြီးပြန်လာတဲ့အခါကျတော့အိုရိနေကြီးပြန်လာတဲ့အခါကြည့်လိုက်တဲ့အခါကျတော့ဓမင်းနေဟင်းနေမရှိဘူး။ဟာဘယ်သူစားသွားတော့ဆိုတော့ မင်းရဲ့တငယ်ချင်းကသဘဖရာကြွလာပြီးတော့ဖုံးမိသွားလေဆိုဟောဂတိကာရာကြီးကဝန်တာလိုက်ထားတယ်ဝန်တာချီနူးပြီးတော့အမေဖေးတွေကအဲ့ဒါခொနည်းတိတိဒီမဲမစားဘူးဝန်တာနေကြတယ်သူကလည်းပဲခொနည်းတိတိဒီမဲမစားပဲနဲ့ဝန်တာနေအဲ့ဒီလိုအကြုံမျိုးတွေဒီလိုအဖြစ်အပျက်မျိုးတွေနဲ့တွေ့ကြုံလောက်အောင်အမြဲတမ်းရင်းနှီးတဲ့ပုံပေါ့ သူဟာဇောတိပါဠဆိုတဲ့ဘုရားလောင်းရဲ့တငယ်ချင်းပဲဇောတိပါဠကဘုရားအလောင်းဖြစ်ပေမဲ့လို့ကသဗ္ဗဘုရားကိုအထင်ကြီးခြင်းကြီးညိုလေးစားခြင်းမရှိဘူးဂတိကာရကြီးကခေါ်တယ်ဒီနေ့ကျတော့တငယ်ချင်းဘုရားကျောင်းတော်ဟာဒီနားတယ်မဲ့တွားရအောင်ဆို။ဘာပြောတော့ဆို။အေးဒီကရုံးယုတ်တိစီဘာလို့တွားမှာလဲ။သူပြောတဲ့စကားလုံးကမုံတက္ခ မုန်တကဆိုတာကဒုံယုတ်ပဲပမာလို့ပြန်တယ်နော်ဘာလို့တော့မှာတော့မသွားခြင်းဘူးလို့ညင်းပဲဒါနဲ့ဂတိကာရဒီလိုဆိုရင်တကယ်ချင်းဖះကြောင်းမသွားခြင်းတို့ရေချိုးသွားရအောင်လိုက်သွားတယ်ရေချိုးဖို့ကြာလိုက်ရေချိုးပြီးတဲ့အချိန်မှာထပ်ပြီးတော့ခေါ်ပြန်တယ်တကယ်ချင်းဖះကြောင်းသွားရအောင်ဒီနားလေးပဲနီးနီးလေးဆိုခေါ်လို့မရမရတဲ့အခါကျတော့ပစိုးစာခွဲပြီးဆွဲပြီးတော့ခေါ်တယ် ခေါ်တဲ့အခါကျတော့ယုံပြီးတော့မလိုက်ဘူးပဲညင်းဒါနဲ့ဂတိကာရဥရိမ့်တယ်ကအမတန်မှလည်းသူကအားခေါ်မလာကောင်းမလိုက်လိုက်အောင်ခေါ်တော့မယ်ဆိုသူဆုံးဖြတ်ပြီးတော့အဲ့ဒီဇောတိပါဠလူလင်ရဲ့ရောင်လိုဆွဲကြိုင်တကယ်ချင်းဖះကြောင့်ဒီနန်းနီးနီးလေးရင်တွားရအောင်ကတ္တဝဖះစီတွားရအောင်ခေါ်စပင်ဆွဲခေါ်တော့မယ်ပုံစံပေါ့နော်စပင်ကိုကြိုင်တာ အဲ့ဒီကြတော့ဖះလောင်းနေစိတ်ကောင်းတော့အမတန်ရှိတယ်သူကဟာဂတိကာရလို့အောက်တန်းကြတဲ့လူတယောက်ကငါရဲ့မွန်မြတ်တဲ့သဘင်တစ်ခုကိုကိုင်နေဆိုတော့ဤကတ္တဝဖះသွားဖို့အတ္တဝဖះနဲ့တွေ့ဖို့ဘလောက်အရေးကြီးတယ်ဆိုတာဖြစ်ကောင်းဖြစ်လိမ့်မယ်တကယ်ချင်းငါဆိုရင်မကင်နဲ့လွတ်လိုက်မင်းခေါ်တဲ့စီလိုက်မယ်လို့ဆုံးဖြတ်ချက်ချက်စိတ်ကောင်းရှိလို့ပေါ့မရှိလို့ရှိရင်ညာဖြစ်မှာပေါ့အဲ့နာနော်ဖះလောင်းနေကအဲ့ဒါကြတော့အမတန်တော်တယ် ဒါနဲ့ကသဗ္ဗမြတ်စွာဘုရားထံခေါ်လို့လိုက်သွားခိုးလဲရောက်ရောကသဗ္ဗဘုရားတရားဟောတယ်တရားနာတရားနာလဲပြီးရောတရားပွဲကထလာပြီးတော့เจ้าတော်ကဆင်းလာတဲ့အခါကျတော့ဇောတိပါဏလူလင်ကဂတိကာရပုံနာကြီးကိုပြောတယ်ဂတိကာရဩရိနေကြီးကိုပြောတယ်တကယ်ချင်းမင်းဒီတရားတွေနားနေပြီးတော့ဘာဖြစ်လို့ဘုံကြီးမောတာလဲတဲ့ဆိုတော့ဂတိကာရဩရိနေကပြောတယ် မင်းမြင်တဲ့အတိုင်းပဲငါ့မှာဒုက္ခိတမိဘနှစ်ပါးပြုစုနေရတာငါဘယ်လိုလုပ်သင်္ကန်းဟုတ်လို့ရမလဲဆိုတော့သောတိပါဠိကတော့ဒီလိုတရားမျိုးနာရမှာတော့ငါလူဘဝမှာမနေတော့ဘူးတဲ့သင်္ကန်းဟုတ်တော့မယ်ချက်ချင်းသင်္ကန်းဟုတ်သွားတာကြည့်ဘုရားလောင်းနေကအယူဝါဒတစ်ခုပြောင်းပြီဆိုရင်ချက်ချင်းလက်ခံတယ်နော်အဲ့ဒီမှာကသဝဘုရားထာမသင်္ကန်းဟုတ်သွားတယ်တပိခံပြီး ကြည်ပြောချင်တာကဘာလို့ဆိုလို့ရှိရင်ဖះအလောင်းပဲဖြစ်နေစေကမူဖះနဲ့တွေ့ပြီမဲ့လို့ကြည်ညိုချင်မှကြည်ညိုတာနော်ဘာဖြစ်လို့ဒီလိုဖြစ်ရတာတော့ဆိုဗြဟ္မင်းဆိုတဲ့အတိုင်းဝိုင်းထဲမှာသွားပြီးတော့လူဖြစ်သည့်အတွက်ကြောင့်သူတို့ကသူတို့အလွန်မာနကြီးပြီးတော့ဖះကိုကြည်ညိုလေးစားမှုကအားပြော့သွားဒါကြောင့်မို့ဘုန်းကြီးတို့တွေကသောတပတ္တိမဲ့သောတပတ္တိဖို့လို့ဆိုတဲ့သောတပံမဖြစ်သေးတဲ့မြတ်ကလပ်ပါလို့ ကိုကိုကိုထင်ကြီးစရာအကြောင်းမရှိဘူးတဲ့။နောက်ဘဝတစ်ခုရောက်သွားလို့ရှိရင်ပဝန်းကျင်ကိုမလွန်ဆန်နိုင်သည့်အတွက်ကြောင့်ဒီဘဝဘုရားဘာသာဖြစ်ပေမဲ့နောက်ဘဝဘုရားဘာသာဖြစ်ချင်မှဖြစ်ပေ။ဒီလိုရှိတယ်နော်။ဒါကြောင့်မလို့ကိုယ့်ရဲ့အသိဉာဏ်ခိုင်မာအောင်မကြိုးစားသင့်ဘူးလား။ကြိုးစားသင့်တယ်။ဒါကြောင့်မို့ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာဆိုတဲ့ဒီတရားကိုနာပြီးတော့တို့တွေကဒိဋ္ဌိတံပန္နမင်္ဂလာနဲ့အမြင်ရှိတဲ့သောတာပန်ပုဂ္ဂိုလ်မျိုး ဖြစ်အောင်လှုပ်ထားမှသင်္ခါရတရားတွေပေါ်မှာအနိစ္စဆိုတဲ့အမြင်ဟာခိုင်မာမှာဖြစ်တယ်ဒုက္ခဆိုတဲ့အမြင်ဟာခိုင်မာမှာဖြစ်တယ်တဘာဝတရားမှန်တယ်များအနတ္တဆိုတဲ့အမြင်ဟာလည်းခိုင်မာမှာဖြစ်တယ်သောတပတိမေသောတပတိဖိုလ်လို့ဆိုတဲ့ဒီအသိဉာဏ်ကိုမရသေးတဲ့များဒုဒ္ဒေဟာအမတန်ကြီးလေးတဲ့ပြည့်မှုကြီးတွေကိုလည်းကျွလွန်မိကောင်းကျွလွန်မိကြလိမ့်မယ်ဒါကြောင့်မို့ပုထုဇဉ်ဘဝဟာအလွန်တရာအပြစ်ကြီးလာပါလားလို့ ကိုစီကိုစီသဘောကျပြီးတော့ပုထုရှင်ဘဝကလွန်မြောက်အောင်သောတပန်တဂရကအနာကတရားတရားမြတ်တွေရပြီးတော့ထူးခြားတဲ့အရိယာပုဂ္ဂိုလ်တွေဖြစ်နိုင်အောင် ဖြစ်အောင်ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာဆိုတဲ့ဒီတရားကိုနာယူပြီးတော့ရှင်းကြံကြုတ်ကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း